တရားရှုမှတ်တဲ့အခါမှာပထမကြည့်ကစားမှာဒုဗ္ဗံကခြေလဲဆိုတဲ့အဆိုင်ထဲပညာခန္ဓာကြီးကို တွေ့ကောင်း တွေ့ပါလိမ့်မယ်ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲလဲပဲပါကောင်း ပါပါလိမ့်မယ်ဒါပေမဲ့တကယ်ကြည့်ရမှာကတော့ပညာခန္ဓာကြည့်ရမှာမဟုတ်ဘူးပရမခန္ဓာကြည့်ရမှာ ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲနဲ့ကြည့်ရမှာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ငါဆွဲကင်းပြီးတော့ကြည့်ရမှာဖြစ်ပါတယ်အဲဒီလိုကြည့်နိုင်ဖို့ရန်အတွက်တတိ အကူညီလဲယူရတယ်တမာရီအကူညီလဲယူရတယ်တတိတမာရီဆိုတဲ့တမာရီမဲ့ခင်တွင်ပြည့်စုံမှပညာမဲ့ခင်ဆိုတဲ့တမာဒိဋ္ဌိတမာသင်္ကပ္ပတရားနဲ့ ောဒီယုတ်တရားနန္တရားတို့ရဲ့သဘောကိုလည်းပိုင်းပိုင်းနဲ့နဲ့ဆုံးဖြတ်ချက်ချနှိုင်းတယ်။ဟောဒီယုတ်သဘောနန္တဘောဟာဖြစ်ပြီးပြတ်တတ်တဲ့သဘောပါပဲလို့လည်းပဲဆုံးဖြတ်ချက်ချနိုင်ပါတယ်။ဟောဖြစ်ပြီးပြတ်တတ်တဲ့သဘောလေးကဒုက္ခသစ္စာလေးပါပဲလို့လည်းပဲပိုင်းပိုင်းခြားခြားသိနိုင်ပါတယ်။အဲဒါကြောင့်မလို့တတိလည်းလွတ်လို့မရဘူး။တမာတိမပါလို့မရဘူး။အဲဒီတတိနဲ့တမာတိအကူကြီးရလိုက်ပြီဆိုရင် ဘလောက်ပဲပုဂ္ဂိုလ်တ attva လို့ထင်မြင်ထင်ကြတော့လည်းပဲဒါပုဂ္ဂိုလ်မဟုတ်ဘူး attva မဟုတ်ဘူးယောက်ျားမိန်းမမဟုတ်ဘူးဟောရဟယုတ်သဘောပဲဟောရဟနန်းသဘောပဲဟောရီသဘောကမှအမှန်ဟုတ်တယ်ဟောရီသဘောကမမှန်ဘူးဆိုတာကိုတတိတရားလေးနဲ့ခွဲခြားပေးနိုင်ပါလိမ့်မယ်အဲဒီလိုခွဲခြားပေးလို့ပရမတ်ခန္ဓာဆိုတဲ့သဘောခန္ဓာကလေးကို စိတ်ဆိုင်ချထားမိပြီဆိုရင်တဲ့ရမမသိမြင်ခွင့်ရသွားပြီဆိုရင် တမာရီနဲ့စူးစူးဆက်ဆက်ကြည့်ပြလိုက်ပါတမာရီကတဲ့ပြီးမှပညာကအမှန်တိုင်းဆုံးမြတ်ခွင်ရနိုင်ပါတယ်တမာရီကတဲ့မပေးဘူးဆိုရင်တော့မိမိရဲ့စိတ်ကပောဂောတ္တဝါစီကိုပြန်ရောက်သွားတတ်ပါတယ်ဒုဗ္ဗောင်ကချင်လဲဆိုတဲ့ပုံမှန်တရားစီကို ပြန်ရောက်သွားတတ်ပါတယ်အဲဒီလိုရောက်သွားမယ်ဆိုရင်ပညာတရားကဟောရကယုတ်ပဲဟောရကနံပဲလို့ဘလုံးနည်းနဲ့မှဆုံးမြတ်ချက်ချနိုင်မှာမဟုတ်ပါဘူးလောကဥပမာအဖြစ်ပြောကြပါစို့ဆိုရင် မြားပြည့်တဲ့ပုဂ္ဂိုလ်တယောက်သည်မပြည့်ခင်မှာချိန်ပေးရတယ်။ချိန်ပြီးတော့မှပြည့်ရတယ်။မချိန်မဲနဲ့ပြည့်ရင် ပြည့်မှတ်ကိုတဲတဲမှမှမရောက်နိုင်ပါဘူး။မချိန်မဲနဲ့ပြည့်ရင်ရောက်ချင်ရရောက်ဗျံမရာရောက်သွားရပါတယ်။အဲဒါကြောင့်ပြည့်မှတ်ကိုတဲတဲမှမှရောက်ဖို့ဆိုတာပထမဆုံးတည်တည်ချာချာချိန်ရပါတယ်။ဘလောက်ကြာကြာ ချိန်ရမလဲဆိုရင်မြားပြည့်တဲ့ပုဂ္ဂိုလ်ရဲ့အလေးအကျင့်ပေါ်မှာမူတည်ပါတယ်။ အလေးကျင့်နေသေးရင်တော့ကြာကြည့်ချိန်ရမှာပဲအလေးကျင့်သိကောင်းရင်တော့ခဏလေးနဲ့ချိန်ယုံနဲ့ပြမတ်ကိုတက်တဲ့မမတန်တဲ့မမရောက်နိုင်ပါလေအလေးကျင့်နဲ့သိအားကောင်းပြီဆိုရင်အလုံးတရာကြွကျင်သွားပြီဆိုရင်တော့ချိန်စရာကိုမလိုတော့ပါဘူးပြစ်လိုက်တာနဲ့ပြမတ်ကိုတန်တဲ့မမရောက်နိုင်ပါလေအဲဒီလိုပါပဲမိမိတို့ရဲ့တန်တာမှလည်းပဲတတိနဲ့သမာဓိဆိုတဲ့သမာဓိမဲ့ခင်၃ပါးရဲ့အခန်းကဏ္ဍဟာ အမတန်လိုအပ်ပါတယ်ဝရိယတရားကလေးကလည်းမြင့်တင်ပေးမယ်တတိတရားကလေးကလည်းပဲအရှုခံတရားစီကိုအမြဲတမ်းတတိထားပေးမယ်တမာရီတရားကလေးကလည်းအရှုခံတရားနဲ့တည့်တည့်ပေးမယ်စွတ်စွတ်ဆက်ဆက်ချပေးမယ်အဲဒီလိုတမာရီတရားကလေးများများကြီးကိန်းထားရင်ပညာမဲ့ခင်နဲ့ရှုမှတ်တဲ့နေရာမှာ ပြင်းပကိုမလွဲဘဲနဲ့ပြင်နိုင်သလိုပါပဲ ယုတ်သဘောနာသဘောခန္ဓာသဘောဖြစ်ဖြစ်သဘောကိုမှန်မှန်ကန်ကန်ကြီးဆုံးမချက်ချနိုင်မှာဖြစ်ပါတယ်ဒါတော့တမာရီတရားဘလောက်တောင်ကြာကြာကိန်းအောင်ကြိုးစားရမှလဲလို့မေးရင်မိမိရဲ့ကြွကျင်မှုအတိုင်းအတာပေါ်မှာမူတည်ပါတယ်အားကောင်းတဲ့တမာရီနေထားဖြစ်ဖို့ဖြစ်တဲ့ပုံမှာမူတည်ပါတယ်မိမိရဲ့လေ့ကျင့်ကလည်းလို့တမာရီမရနိုင်ဘူးဆိုရင်တော့9မိနစ်လဲကြာရင်ကြာမယ်10မိနစ်လဲကြာရင်ကြာမယ်15မိနစ်လဲကြာရင်ကြာမယ် အဲ့ဒီတော့တမားလေးလေးအချိန်တက်လာတော့မှပညာစကံရှုကြည့်တဲ့နေရာမှာတဏ္ဍမမရှုကြည့်နိုင်မှာဖြစ်ပါတယ်။တမားလေးရဲ့ဆွာနဲနေတယ်ဆိုရင်ပညာနဲ့ရှုကြည့်တဲ့နေရာမှာ အရှုကတရားကို ပိုင်မဲ့နေတဲ့သိခွင့်ရမှာမဟုတ်ပါဘူး။အဲဒါကြောင့်တမားလေးကိုကြိုတင်ပြီးတော့ကိန်းအောင်ကြိုးစားပေးရတယ်။အလေးကျင်တဲ့ပုံပုံများဆိုရင်တမားလေးကိုကြာကြာကြီးဖြစ်အောင်ထူထောင်ပေးရမှာဖြစ်ပါတယ်။ အလေးချင်းများလာပြီဆိုရင်တော့တမာရီကိုသိကြကြကြီးထူထောင်စရာမလိုပဲနဲ့စိတ်ကဆိုင်လိုက်တာနဲ့သတိလေးကိန်းလိုက်တာနဲ့တမာရီဟာလိုလျောက်ရလာပါလိမ့်မယ်အဲဒီလိုရလာပြီဆိုရင်ပညာနဲ့တဏ္ဍမမရှုမှတ်နိုင်ပါပြီအလေးချင်းနဲ့သိကောင်းပြီမိမိရဲ့ဉာဏ်ကလည်းသိထက်လာပြီတမာရီတရားကလေးတွေကလည်းပဲသိကိုစွတ်စွတ်ဆက်ဆက်ဖြစ်လာပြီဆိုရင်တော့အထုတည်းလည်းတမာရီစိုက်စရာမလိုတော့ပါဘူး ဘယ်ကိုပဲကြည်လိုက်ကြည်လိုက်တမာရီပါလာပြီဘယ်ကိုပဲကြည်လိုက်ကြည်လိုက်တမာရီပါလာပြီတမာရီပါလာတဲ့နေ့အမြပညာတရားကလည်းပဲအရှုခံတရားကိုတဏ္ဍမမရှုနိုင်မှာဖြစ်ပါတယ်အဲဒီလောက်အထိရင်ကျက်သွားပြီဆိုရင်တော့9မိနစ်10မိနစ်ချိန်ကုန်ခံပြီးတော့တမာရီထူထောင်ပေးစရာမလိုတော့ဘူးပေါ့အဲဒီလိုမှမဟုတ်သေးရင်တော့ညံသွားတဲ့နောက်ကတမာရီကမလိုက်နိုင်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်အရှုခံတရားကတမာရီနဲ့တက်မပေးနိုင်သေးဘူးဆိုရင် တက်ပေးနိုင်တဲ့အခြေခံအခြေအနေမဖြစ်သေးဘူးဆိုရင်တော့တမာရီကိုထုတ်တယ်လေထူထောင်ပေးရအောင်မှာပါပဲအဲဒီလိုတမာရီလေးဖြစ်လာပြီတတိလေးကိန်းလာပြီဆိုမှပညာမဲ့ခင်ရခက်ကနာကျေကျေပြန့်ပြန့်ဆောင်ရွက်လို့အဆင်ပြေသွားမှာပါအဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဟာတတိလေးကိန်းထားရမယ်တမာရီလည်းတည်အောင်ကြိုးစားပေးရမယ်တတိတမာရီဝရိယတရားတွေပြည့်စုံသွားရင်ပညာဟာအလိုလျောက်ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ် အရိပညာတရားနဲ့ကြည်လိုက်တဲ့အခါမှာပရမယောသဘောနံသဘောလေးတွေကြည်တယ်ယောသဘောနံသဘောလေးတွေပေါ်လာတာကိုတတိလေးကတတိပေးနေတယ်ဟောရကယုတ်ပဲဟောရကနံပဲဟောရကခန္ဓာပဲလို့တတိတရားရဲ့စွန့်ရည်ကြောင့်ယုံနာမှာသိခွင့်ရသွားပြီတမာရီတရားကလည်းစွတ်စွတ်ဆက်ဆက်ဖြစ်အောင်ကြိုးစားပေးထားပြီအဲ့ဒီအချိန်ခါမှာပညာဉာဏ်နဲ့စွတ်စွတ်ဆက်ဆက်ကြည်လိုက်ဖို့ပဲလိုပါတယ် အဲ့လိုပညာလေးနဲ့စွတ်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 ကြီးလိုက်တဲ့အခါမှာကြီးနေတဲ့ကာလမှာပဲရုပ်လည်းမတွေ့ရဘူးနာမ်လည်းမတွေ့ရဘူးရုပ်ပေါ်လာလို့ရုပ်ကိုကြည့်ပေမဲ့ရုပ်ကိုမတွေ့ရတော့ဘူးအပြည့်တဲ့သဘောလေးပဲတွေ့ရမှာပဲနာမ်ပေါ်လာလို့နာမ်ကိုကြည့်ပေမဲ့လို့လည်းပဲနာမ်ကိုတွေ့ရမှာမဟုတ်ဘူးပြည့်တဲ့သဘောလေးပဲတွေ့ရမှာပဲဒါတော့ပညာနဲ့တကယ်တမ်းတွေ့တယ်ဆိုတာကအပြည့်ရဲ့လက္ခဏာလေးကိုသာတွေ့ရတာပါဘာတွေပြတ်သွားတာတော့ယုတ်တရားနဲ့တရားတွေပြတ်သွားတာပါ အဲ့ဒီတော့ယောတရားနန္တရားတွေမရှိတော့ဘူးပြတ်သွားပြီပြတ်တာကလည်းပဲဟုတ်တော့အဘဝထင်တာဆိုတဲ့အတိုင်းပဲအစကတည်းကမရှိတဲ့တရားမဟုတ်ဘူးဖြစ်ပြီးမှပြတ်တဲ့တရားလေးပဲပရမဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်အပြည့်ရသဘောကိုတွေးလိုက်တယ်ဆိုပေမဲ့လို့လည်းပဲအော်ဒီအပြည့်ဟာဖြစ်ပြီးမှပြတ်တဲ့သဘောတရားပါပဲလို့ဉာဏ်ကအဲ့ဒီလိုသဘောပေါက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုသဘောပေါက်ပြီးတော့အော်ဒါကဖြစ်သဘောလေးပဲဒါကပြတ်သဘောလေးပဲလို့အဲ့ဒီလိုဖြစ်သောပြတ်သဘောကို ရှုကြည့်လိုက်တဲ့အခါမှာမိမိရဲ့ဉာဏ်ဟာအမှန်ကိုမှန်တဲ့သိတဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်ပါလေ။အဲဒီလိုယောတရားနဲ့တရားကလေးတွေရဲ့အပြက်ကိုမြင်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာစောင်းတီးတဲ့ဥပမာကဲသို့မှတ်ရပါမယ်။ဘယ်လိုမှတ်ရမလဲဆိုလို့ရှိရင် စောင်းတီးတဲ့ပုံကောတယောက်ဟာစောင်းကမတိခင်ကစောင်းခွက်ထဲမှာအတန်နေရှိသလားလို့ကြည့်လိုက်ရင်စောင်းခွက်ထဲမှာအတန်မရှိပါဘူး။ ဟောကြိုးကလေးတွေကိုလက်ကလေးနဲ့ဒီကလေးတဲ့အခါမှာတန်ကလေးပေါ်လာတယ်ဒီအတန်ကလေးဘယ်ကရောက်လာတာလဲလို့မေးရင်လည်းပဲဒီတန်ကလေးကဘယ်ကမှရောက်လာတာမဟုတ်ပါဘူးလက်ခတ်ကလေးနဲ့ကြိုးကလေးနဲ့တွေ့ထိပ်လိုက်စဲကာလမှာအဲ့ဒီအကြောင်းတရားကြောင့်ပေါ်လာတဲ့အကျိုးတရားလေးပဲဖြစ်ပါတယ်အဲ့ဒီတန်ကလေးကဖြစ်တယ်ဖြစ်ပြီးတော့ရပ်သွားတယ်ရပ်သွားတာဟာချုပ်ပြောက်သွားတာပဲအဲ့ဒီလို့ဆိုဒီတန်ကလေးဘယ်ရောက်သွားတာတော့စောင်းဝတ်ထဲပြောင်းဝင်သွားတာလားဖွင့်ကြည့်လိုက်ရင်စောင်းဝတ်ထဲပြောင်းဝင်သွားတာလည်းတွေ့ရမှာမဟုတ်ပါဘူး သွားရတဲ့ပြောင်းဝင်သွားတာမဟုတ်တယ်လို့တနေရာမှာသွားပြီးတော့စုပုံနေတာလားမေးတော့လည်းပဲတနေရာမှာလည်းဒီအတန်တွေသွားပြီးတော့စုပုံနေတာမဟုတ်ပါဘူးအကြောင်းတရားလေးရပ်ဆိုင်သွားလို့အကျိုးတရားလေးချုပ်ပြောက်သွားခြင်းသာဖြစ်ပါတယ်အဲဒီဥပမာလိုပါပဲတဲ့ရှုမှတ်အရှုခံတရားကိုရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာလည်းပဲယောသဘောနာသဘောဖြစ်သဘောပြတ်သဘောလေးတွေကိုမမြင်ခင်တုန်းကအော်ဒီယောသဘောနာသဘောဖြစ်သဘောပြတ်သဘောလေးတွေဟာတနေရာမှာစုပုံပြီးတော့နေတာလားလို့ဒီလိုမစဉ်းစားပါနဲ့ အဲ့ဒီနေရာမှာစွပုံပြီးတော့ယုတ်တရားကလေးဟာမိမိရှုကြည့်လိုက်တဲ့အခါကျတော့မှတခုပြီးတစ်ခုရောက်လာတယ်။နံတရားကလေးကလည်းပဲတဏှာကနေပြီးတော့တခုပြီးတစ်ခုရောက်လာတယ်လို့ဒီလိုလည်းမမှတ်ပါနဲ့တဲ့။မိမိရှုကြည့်လိုက်တဲ့ကာလမှာယုတ်တရားကလေးဟာအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့ဂျိုးတရားလေးပဲ။နံတရားကလေးကလည်းပဲအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့ဂျိုးတရားလေးပဲ။အခုအကြောင်းတိုက်ဆိုင်လို့အခုပေါ်တဲ့ဂျိုးတရားလေးပါပဲ။ဘယ်နေရာကမှစွပြုံးပြီးတော့ထားပြီးတော့ အဲ့ဒီစုပြောင်းပြီးထားတဲ့နေရာကနေပြီးတော့တစ်ခုချင်းတစ်ခုချင်းရောက်လာတာမဟုတ်ပါဘူးအခုကြောက်တိုက်ဆန်လို့ပေါ်တဲ့အကျိုးတရားလေးပဲလို့အဲ့ဒီလိုညံတဲ့သဘောပေါက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုသဘောပေါက်နေတာဖြစ်တဲ့အတွက်သဘောပေါက်အောင်ရှုကြည့်ရမှာဖြစ်တဲ့အတွက်အရှုကတရားယုတ်တရားနန္တရားကလေးကိုမမြင်ခင်မှာဟောဘယ်နေရာမှာများယုတ်တရားလေးရှိနေတယ်လဲဘယ်နေရာမှာများနန္တရားလေးရှိနေတယ်လဲဘယ်နေရာမှာစုပေါင်းထားတာလဲလို့လိုက်ရှာနေကြမလို့ပါဘူးတဲ့ မိမိရဲ့တဏ္ဍာမအကြောင်းတည်းဆန်နေအကျိုးပေါ်တယ်အကျိုးပေါ်တာကလေးကိုပဲညာကလေးနဲ့ဖြတ်ပြီးတော့ကြည်လိုက်ရုံပါပဲကြိုတင်ပြီးတော့ရှားနေကြမလို့ပါဘူးဒါကြောင့်ရှုခံတရားတွေလိုက်ပြီးတော့မရှားပါနဲ့အကြောင်းတည်းဆန်ရင်ပေါ်ပါလိမ့်မယ်ပေါ်နေတဲ့ကာလကိုပဲပေါ်နေတဲ့ပေါ်နေတဲ့ညာနဲ့မလွတ်တမ်းသိအောင်ကြိုးစားပေးဖို့ပဲလိုပါတယ်အဲဒီလိုကြည်လိုက်တော့ဟောဒီယုတ်တရားနဲ့တရားကလေးကွဲပြောက်သွားတဲ့အခါမှာလည်းပဲချုပ်ပြောက်သွားတဲ့အခါမှာလည်းပဲ ဟောဒီယုတ်တရားကလေးကချုပ်ကသွားပြီဘယ်နေရာမှာသွားပြီးတော့စွနေမှာပါလေဘယ်နေရာမှာသွားပြီးတော့ကင်းနေမှာပါလေဘယ်နေရာမှာသွားပြီးတော့အောင်းနေပါပါလေဒီလိုလိုက်ပြီးတော့မရှာပါနဲ့လိုက်ပြီးတော့မစဉ်းစားပါနဲ့ချုပ်ပြောတဲ့ယောက်နဲ့ချုပ်ပြောတဲ့သဘောပဲရှိပါတယ်ဒီနေရာကနေချုပ်ပြောပြီးတော့ဒီနေရာမှာသွားပြီးတော့နေရုံထုံးစံမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ယုံနာကိုကြည့်တဲ့အခါမှာမပေါ်လာသေးတဲ့ယုံနာကိုလည်းလိုက်ပြီးတော့မရှာပါနဲ့ ချောပြောက်သွားပြီးတဲ့ယုံနာကိုလည်းဘယ်နေရာရောက်သွားမှာပါလိမ့်မလဲဆိုပြီးတော့လည်းပဲကြောက်ကြပြပါတာစိုက်မနေပါနဲ့ပေါ်လာရင်ပေါ်တဲ့အတိုင်းရှုပါပြတ်သွားရင်ပြတ်တဲ့အတိုင်းမြင်လိုက်ပါ အော်ပေါ်လာတဲ့အော်ပြတ်သွားပြီလို့အော်ဒါမမြဲတဲ့သဘောတရားလေးလိုပဲစိတ်ထဲမှာကောက်ကျင်ချလိုက်ပါအဲဒီလိုကောက်ကျင်ချလိုက်တဲ့အလို့ဒီညာအလို့ဖြစ်ပါတယ်တမ္မာဒိဋ္ဌိအလို့ဖြစ်ပါတယ်အရိဒတမ္မာဒိဋ္ဌိဆိုတဲ့ညာနဲ့ရှုကြည့်လိုက်တဲ့အခါမှာအရှုကတရားကလေးတွေကိုကြည်တိုင်းကြည်တိုင်း အရှုခံတရားဆိုတာဟာလည်းပဲဘောဂတတဝါလည်းမဟုတ်ဘူးအကောင်ထဲလည်းမဟုတ်ဘူးပုံမှန်တရားလည်းမရှိပါဘူးအထယ်ကြီးလည်းမရှိပါဘူးတကယ်တမ်းကျတော့သဘောတရားလေးသာ ဖြစ်ပါတယ်ယုတ်တရားကလည်းသဘောတရားလေးပဲနန္တရားကလည်းသဘောတရားလေးပဲအဲ့ဒီသဘောတရားကလေးတွေကိုကြည့်တဲ့အခါမှာဒီသဘောတရားရဲ့တဘာဝအတိန်နဲ့အတိုးအဆုတ်ကိုကြည့်ပြီးတော့ပဲဟောတာဖြစ်သဘောပဲဒါပြက်သဘောပဲလို့ဒီလိုသတ်မှတ်ရမှာဖြစ်ပါတယ်နာရသဘောလေးပေါ်တဲ့နာရလေးကဒီတိုက်တည်နေတာလား ရော့သွားတာလားတိုးသွားတာလားဒါလေးအကဲခတ်ပါရော့သွားတယ်ဆိုရင်တော့ဗကတိအနာပြောင်းလို့ရော့သွားတဲ့နာအသိပေါ်လာခြင်းပါပဲတိုးလာတယ်ဆိုရင်လည်းဗကတိအနာပြောင်းလို့အော်ဒီတက်မကကြီးမားတဲ့အနာကလေးတခုအသိပေါ်လာခြင်းပါပဲဒီနည်းနဲ့တိုင်းတာပြီးတော့ဖြစ်သဘောပြက်သဘောကိုနားလည်ရမှာဖြစ်ပါတယ်ဒီနည်းနဲ့သာပါပဲပူတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်အေးတယ်ပြော့တယ်မာတယ်စသည်ဖြင့် ဘယ်သဘောတရားကိုပဲကြည့်ကြည့်သဘောတရားလေးပြောင်းသွားတိုင်းပြောင်းသွားတိုင်းသဘောတရားကလေးမတူတာတွေ့တိုင်းတွေ့တိုင်းဟောပရမတ်တခုမရှိတော့ဘူးနောက်တခုအသိပေါ်လာပြီဒါဖြစ်သဘောပြည့်သဘောပဲအဟောင်းပြည့်လို့အသိပေါ်တာပဲလို့ဒီလိုနားလည်ရမှာဖြစ်ပါတယ်ဉာဏ်ရဲ့အမြင်ဟာစင်တူမဟုတ်တာမြင်လို့ဒီလိုဆိုရှိပါတယ်ပဂရိမျက်စိရဲ့အမြင်ကတော့ဆင်ခွဲမြင်ပဂရိမျက်စိနဲ့ကြည့်ရင်ဖြူကိုဖြူတိုင်းသိတယ်မဲကိုမဲတိုင်းသိတယ်အပုကိုပုတိုင်းသိတယ်ရှေကိုရှေတိုင်းသိတယ် ဒါကဗဂရိမျက်စိရဲ့အမြင်ဖြစ်ပါတယ်။ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ပူတာလည်းမရှိဘူး၊ရှည်တာလည်းမရှိဘူး၊ဖြူတာလည်းမရှိဘူး၊နေတာလည်းမရှိဘူး။အားလုံးကသဘောတရားကလေးတွေကြီးပဲဖြစ်နေတဲ့အတွက်အဲဒီသဘောတရားကလေးတွေရဲ့တူနေတဲ့သဘောတရားကို မတူတဲ့အချင်းရာကလေးကြည့်ပြီးတော့ဩဒါကကြောင်းသွားပြီးဩဒီနေရာမှာအဟောင်းပြက်သွားပြီးဒီနေရာမှာအစ်စ်ပေါ်လာပြီလို့ဆင်းတူပင်တူညာတော်လည်းပဲ မတခုမဟုတ်တဲ့နောက်တစ်ခုအသက်ပေါ်တာကိုကြည့်ပြီးတော့ဖြစ်သဘောပြက်သဘောကိုကောက်ကျက်ချရမှာဖြစ်ပါတယ်။အဲဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတို့ဟာမိမိတို့ရဲ့တဏ္ဍာမရှိတဲ့ယောဓမနန္ဒမကိုကြည့်တဲ့အခါမှာပောဂောတတ္တဝါလည်းမမြင်ပါစေနဲ့ယောက်ျားမိမလည်းမမြင်ပါစေနဲ့အကောင်အထည်လည်းမမြင်ပါစေနဲ့ပရမသဘောတရားကိုသာမြင်အောင်ကြည့်ပါ။အဲဒီလိုမြင်ဖို့ရတဲ့သမာဓိမဲ့ခင်ရတော့သိအရေးကြီးပါတယ်။သမာဓိမဲ့ခင်ကနေပြီးတော့ပရမသဘောတရားသဘောခန္ဓာကလေးတွေကို ထောက်ထောက်ပြီးတော့ပြလိုက်တဲ့အချိန်မှာပညာမဲ့ကင်နှစ်ပါးနဲ့အော်ဒါကရုပ်ပဲဒါကနံပဲလို့ဆုံးမချက်ချနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။အဲဒီလိုကြည့်တဲ့အခါမှာလည်းသဘောတရားကလေးတစ်ခုနဲ့တစ်ခုမတူပါလားမတူပါလားမတူတာလေးကိုကြည်တိုင်းကြည်တိုင်းမြင်တိုင်းမြင်တိုင်းသဘောပေါက်တိုင်းပေါက်တိုင်းအော်ဒါအဟောင်းချုပ်လို့သိပေါ်တာပဲတခုပြက်လို့တခုသိပေါ်တာပဲဖြစ်ပြက်ဆိုတာဒါပဲလို့အဲဒီလိုပညာမဲ့ကင်နှစ်ပါးနဲ့ဆုံးမချက်ချလိုက်ရမှာဖြစ်ပါတယ်။ ဒါလည်းတော့သမားကျချလိုက်နိုင်ပြီဆိုရင်ဖြစ်ပြက်ကိုလည်းမြင်တယ်ဖြစ်ပြက်ကိုလည်းမောင်းတယ်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာလက္ခဏာရဲ့၃ပါးကိုလည်းပိုင်ပိုင်နိုင်နိုင်မြင်တဲ့သဘောတရားနေပါပြီအဲဒီလိုလက္ခဏာရဲ့၃ပါးပိုင်ပိုင်နိုင်နိုင်မြင်လို့ဖြစ်ပြက်တွေမောင်းလာပြီဆိုရင်ဖြစ်ပြက်မောင်းရာကနေဖြစ်ပြက်ဆုံးအောင်ဆက်လက်ပြီးတော့ရှုပွားဖို့ပဲရှိပါတယ်အဲဒီလိုဖြစ်ပြက်ဆုံးအောင်ရှုပွားနိုင်လို့ဖြစ်ပြက်တွေရှိရာကနေပြီးတော့ ်ဖြစ်ပြကလေးတွေမြင်ရကနေပြီးတော့ဖြစ်ပြကိုမမြင်တော့ဘဲနဲ့ဖြစ်ပြတို့ရဲ့ဆုံးရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုသာပြောင်းပြီးတော့မြင်လိုက်မယ်ဆိုရင်မိမိတို့ရဲ့ဉာဏ်ကလည်းပဲလောကုတ္တရာမဉဏ်ဖြစ်နေပါပြီလောကုတ္တရာမဉဏ်ဖြစ်သွားပြီဆိုရင်မိမိတို့ဟာဘယ်နည်းနဲ့မှအပယ်လေးပါးသံသရာမရောက်နိုင်တော့ဘူးအပယ်လေးပါးသံသရာမှာဆိတ်ချသွားရပြီဖြစ်တဲ့အတွက်သောတာပတ္တိမဉဏ်ဆိုတဲ့အပယ်လေးပါးသံသရာအဆက်ဖြတ်နိုင်တဲ့ဉာဏ်ရအောင်ကြိုးစားပြီးတော့ကြည်ပြရမှာဖြစ်ပါတယ် အဲ့ဒါကြောင့်ဖြစ်ပြတဲ့မြာကနေဖြစ်ပြတဲ့မောဖြစ်ပြတဲ့မောရကနေဖြစ်ပြတဲ့ဆုံးအောင်ကြည်ပြီးတော့အပယ်လေးပါးသန္တရာကုံအောင်ချုပ်အောင်ဆုံးအောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးကြပါယောဂီရပေါင်းတော်ကောင်းတို့